အင်ဒိုနီးရှားရဲ့ကမ္ဘာဖလားအိမ်မက်ဒီမာရင်တခန်းရက်ခဲ့ပြီဘီကနေရပိုင်းကပဲကျွန်တော်အနေနဲ့ဇော်ရီယာပြားကိုရှုံးခဲ့တဲ့ပွဲစဉ်ပြီးမှတော့အင်ဒိုနီးရှားကမ္ဘာဖလားလမ်းကြောင်းဟာထင်တော့မလွယ်ကူတော့ဘူးဆိုပြီးတော့သုံးသပ်ခဲ့ပါသေးတယ်ထင်တာအတိုင်းပဲအင်ဒိုနီးရှားကပလေးအော့ဖ်အဆင့်တက်ရေးအရေးပါတဲ့အီရတ်နဲ့ပွဲမှာအလားတူပဲမလွယ်ကူတဲ့အနေအထားကနေလက်ပြနှုတ်ဆက်ခဲ့ရတဲ့အထီးကိုမှပေးဆပ်မှုကြီးမားခဲ့ပြီပဲဖြစ်ပါတယ်ပွဲဆိုင်85မိနစ်မတိုင်ခင်ချိန်မှာတော့အင်ဒိုနီးရှားကဒေဝေါ်ကြီးဖြစ်ခဲ့မယ်ပွဲချိန်မိနစ်90နောက်ပိုင်းကိုရောက်မှာတော့ ီရတ်သင်းရဲ့တသက်မမေ့နိုင်မဲ့အသေးခွဲခြင်းကိုပါခံလိုက်ရတာဖြစ်ပါတယ်။အခုဆိုအင်ဒိုတို့အုပ်စုဒူရီယာနဲ့ပလေးအော့ဖ်မျောလင်းချက်ကိုလည်းအီရတ်သင်းကိုတလုံးနဲ့သောတွင်းကုန်းနဲ့အရေးနိုင်ငယ်လို့အိမ်မက်တွေဖန်တီးလို့မရတော့ပါဘူး။နောက်ပြီးတော့အင်ဒိုနီးရှားသင်းကိုမြိုင်ရည်နဲ့မြက်ခွက်ဖြစ်အောင်အသေးခွဲသွားသူလေးကခြေသားလူမိုင်းမောင်ကဆိုင်တို့ရဲ့ငယ်မွေးချမ်းမောက်ဇာမဟောင်းဇီရင်းအစ်ဘဲပါပြိုင်ပွဲတောက်ဆောင်အင်ဒိုနီးရှားသင်းကိုဒိုင်းတွေကဒုက္ခပေးခဲ့တယ်ဆိုပြီးတော့အင်ဒိုနီးရှားဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌကပြောခဲ့တာကိုသိကြမှာပါ။နောက်ပြီးတော့အရှေ့လေပိုင်းကအာရက်ဒိုင်းလူကြီးတွေကြောင့်အင်ဒိုနီးရှားဘောလုံးအဖွဲ့ချုပ် PSS ဆိုင်က ာဆာဘောလုံးဖွဲ့ချုပ် AFC ကိုဥရောပကဒါမှမဟုတ်အရှေ့အာဆာဘက်ကဒိုင်းလူကြီးတွေကိုအင်ဒိုအသင်းနဲ့အီရတ်တို့ရဲ့ပွဲစဉ်ကိုတာဝန်ပေးဖို့အတွက်အထူးလဲတောင်းဆိုခဲ့တာဖြစ်ပါတယ်။အဲဒါကြောင့် AFC ဘက်ကနေတရုတ်လူမျိုးဒိုင်းဖွဲ့ကိုအီရတ်နဲ့ပွဲစဉ်ကိုတာဝန်ပေးရခဲ့တာပဲဖြစ်ပါတယ်။ဒါမဲ့ထပ်ပြီးတော့ပွဲချင်းငင်းပွားမှုတွေဖြစ်ခဲ့ပြီးတော့အင်ဒိုနီးရှားပြည်သက်တွေရဲ့ကိုင်းထဲကိုရေဘူးရေကွက်စားတဲ့အရာဝတ္ထုတွေနဲ့ပစ်ပေါက်ခဲ့တဲ့ဒီပွဲဟာပြီးကန်ဒီလေရုပ်ပေါက်လာလေးလို့ပြောလို့ရပါတယ်။ဒါမဲ့ဒိုင်းလူကြီးရဲ့မလိုလားတဲ့အသေးမွှားတွေကိုပြည်တံပေါ်တွေမှာကြာခဏပေးမှုဟာအခုလိုဖြစ်လာခြင်းရင်းမြစ်ဖြစ်တယ်လို့ မကြာခဏဇာမိုင်းနဲ့ထိတ်တိုက်တွေ့နေရတာကလည်းပွဲဆူလာခြင်းရဲ့အဓိကအချက်ဖြစ်ပါတယ်။နောက်ပြီးတော့ကွင်းလင်တိုင်းကိုစောတကတက်ခဲ့လို့ဇာမားတွေကိုဝါလိုက်နီလိုက်နဲ့ပွဲပြီးတဲ့အထိကိုမပြီးနိုင်မစီးနိုင်အကြီးမြိုင်ကိုဖြစ်လို့နေခဲ့တာပါပဲ။ဒန်နူကြီးကတော့ပွဲပြီးမှအင်ဒိုနီးရှားနီးပြအဖွဲ့ဝင်တဦးရဲ့ဒေါသတကြီးအိုဟိဂျိမ်းမောင်ပြောဆိုတာပါခံခဲ့ရတယ်လို့ပရိသတ်တွေနဲ့အင်ဒိုနီးရှားဇာမားတွေရဲ့ဂျိမ်းမောင်ချင်းမှခံခဲ့ရပြီးပွဲပြီးပြီးမဲ့ဇာမားတူကိုပါအနီးကပ်ပြခဲ့တဲ့အထိကိုဖြစ်ခဲ့ရပါသေးတယ်။နောက်ပြီးတော့အင်ဒိုပရိသတ်တွေကတော့အသင်းကိုပိုကောင်းအောင်လုပ်ပေးခဲ့တဲ့နီးပြကိုထုတ်ပြီးတော့ ဂရိုင်ဗာကိုခန့်ခဲ့တဲ့ပေါ်အင်ဒိုဘောလုံးဖွဲချုပ်ပေါ်မေကွန်ထုံနေသလိုပြဿနာတွေအဆအဆဆိုပြီးတော့ပြဿနာရှာနေကြပါပြီ။အင်ဒိုရှားကစားမားတွေအနေနဲ့ပွဲပြီးတဲ့အချိန်မှာကိုမကတ်စူးစမ်းကစားသွားခဲ့ကြတာချီးကျူးရမှာဖြစ်ပါရင်။နောက်ပြီးတော့ပွဲချိန်ပြည့်တိုင်ပွဲဝင်စိတ်ပြည့်နဲ့ကစားသွားရင်အဆုံးသတ်ပိုကောင်းသွားတဲ့အီရန်နောက်ောက်ချခြင်းနဲ့အတူအင်ဒိုနီးရှားအသင်းဟာကမ္ဘာဖလားမှာအလားတရားတွေတောင်ပြဖို့အတွက်နေရာမရှိတော့ဘူးဆိုတာကိုပြောရင်းနဲ့နေကုန်းချုပ်လိုက်ရပါတယ်။